ဘိုက်စီချနေတဲ့သူတွေသိထားတဲ့အချက်တစ်ချက်ကိုကျွန်တော်ဝေဖန်ပေးချင်ပါတယ်။ဘိုက်ကြဖို့နေ့စဉ်နေ့ချင်းကနေလုပ်တဲ့ဒါပေမဲ့မအောင်ရင်ဘူးဆိုတာဒီတစ်ချက်ကိုမသိသေးလို့။ဘယ်တစ်ချက်လဲဆိုတော့ကျွန်တော်တို့ကဘိုက်ကြဖို့အတွက်နေ့ချင်းကန်တွေတိုက်ရက်တွေကိုတခြားလေးကယူစိုက်ပေးမယ်။ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်မှာဟော်မုန်းမညီပြဘူးဆိုရင်လည်းအစီအချဖို့နှောင့်ယှက်စေပါတယ်။ဘိုက်ကြဖို့အတွက်နေ့ချင်းကန်တွေတိုက်ရက်တွေကယူစိုက်တာကောင်းပြီပဲ။ကျွန်တော်တို့ခန္ဓာကိုယ်မှာဟော်မုန်းမညီပြဘူးဆိုရင်လည်းအစီအချဖို့ဖက်ခဲပါတယ်။နှောင့်ယှက်စေပါတယ်။ ကျွန်တော်တို့စိတ်ပြည့်စုံမှုကနေရလာတဲ့ cortisol ဆိုတဲ့ဟော်မုန်းကခန္ဓာကိုယ်ထဲမှာမြင့်တက်လာပြီဆိုရင်အဆီစုဖို့အတွက်သူကတောင်းအားပေးလို့ဖြစ်စေရပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ HA နဲ့ပြီးဆိုရင်လည်း insulin hormone ကမြင့်တက်လာပြီးတော့ byte အစီအစဉ်ပေါ်မှာတက်ရောက်မှုတွေဖြစ်စေပါတယ်။တစ်ခါတလေမှာကျွန်တော်တို့အစီမကျတော့ဆိုပြီးထင်တာကအာ training တွေမလုပ်တော့လို့လား။ diet တွေမလုပ်တော့လို့လားထင်ကောင်းထင်နိုင်ပါလိမ့်မယ်။ဒါပေမဲ့တစ်ခါတလေမှာအစီမကျခြင်းရဲ့အခြေခံအကြောင်းရင်းက training diet မလုပ်တော့တာပုံဖဲနဲ့ အနားယူဖို့မလုံလောက်တာလည်းဖြစ်နေတာပါတယ်။ဒါကြောင့်ကျွန်တော်တို့အစီအချဖို့ကြိုးစားပြီးဆိုရင် training နဲ့ diet တွေကိုဂရုစိုက်တဲ့လိုမျိုးဟော်မုန်းကိုလည်း reset လုပ်ဖို့လိုအပ်ပါတယ်။ hormone balance ညီမျှဖို့အစားအသောက်တွေအပြည့်အဝနေထိုင်တွေကလည်းမူတည်နေပါတယ်။တကယ်လို့မိတ်ဆွေက hormone reset ဘယ်လိုလုပ်အောင်လဲမသိဘူးဆိုရင် comment မှာ reset လို့သာရေးခဲ့လိုက်ပါ။ကျွန်တော်ဘက်ကလည်း hormone reset လုပ်ဖို့လို့ဒီ sample plan လေးပို့ပေးလိုက်ပါ။ဒါပေမဲ့တခုတော့ကြည့်ပြပါဒီဗီဒီယိုကိုလိုက်ကြဖို့ကြိုးစားနေတယ် ိုက်ရွှဲနေတဲ့မိတ်ဆွေတွေတည်ပါအောင်ကြမ်းကြမ်း share ပေးဖို့တော့ကျွန်တော်ကိုယ်ကိုပါဗီဒီယိုလေးကိုစောင့်နေတဲ့ကြည့်ပေးတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ကုလူလေးပါ